အားလုံးပဲမင်္ဂလာပါသတိတိချစ်သူ channel လေးမှပြန်လည်ကြိုဆိုလိုက်ပါရစေ။ကိုးချိန်အတွက် main off ခွက်လေးရဲ့ final ပို့ပါ။ကလင်နာခက်ခဲကြောင့်ကလင်နာမရှိလို့ကျွန်တော်ဖိုင်သုံးပုံခွဲတင်ရတာပါ။ပထမဖိုင်နဲ့ဒုတိယဖိုင်လေးကိုအရင်ကြည့်ကြည့်မှဒီတတိယဖိုင်လေးကြည့်ကြပါလို့ကဲကျွန်တော်တို့ main off ခွက်လေးရဲ့ဖိုင်အဆက်စလိုက်အောင်ဗျာ။တို့ 2000ခုမှာတဲ့တီကိုလေးလို့ရှိရသူအဲ့တီကိုလေးကနေတော့အောက်ဆင်းလိုက်မယ်တဲ့1 2 3သုံးကျင်စင်ပြီးသူဆောင်ကနေသုံးကျင်ပြန်ဆင်းလိုက်မယ်တဲ့1 2 3မှာဒါ960ဆိုတဲ့ကဏ္ဍလေးထွက်ထားတယ်ပေါ့လေ194 960လို့ရှိရအဲ့960ဆိုတဲ့ကဏ္ဍလေးကနောက်10နှစ်မြောက်ကိုသူပြန်လိုက်ထွက်တယ်တဲ့ဟိုယူကြည့်အောင် ရှင်နှမြောက်ကိုတဲ့သူပြန်လိုက်ထွက်တယ်တဲ့ဘယ်မှာထွက်တော့လဲမျိုးတို့နှစ်ကြိမ်မြောက်မှာ635ဆိုပြီးသူထွက်တယ်သူထွက်တော့မယ်ဆိုရင်တဲ့သူကဘယ်တောက်တွေနဲ့ထွက်တော့ဆိုရင်တဲ့သူကနေဇောင်းကြီးလိုက်မယ်1 2 3နဲ့1 2 3 4 5မှာ603လို့ရှိတယ်အဲ603ဆိုတဲ့ကဏ္ဍလေးက နောက်နှစ်မှာတဲ့ပြန်လိုက်ကြတာပါတဲ့သုံးခွန်လေးဆိုသူပြန်လိုက်ကြပြန်လိုက်ကြဘယ်တော့နဲ့ကြတော့ဆိုသူ့ရဲ့မြင်းကမှ1 3 4လို့ခံပြီးမှဒါသူသုံးခွန်လေးလေးပြန်လိုက်ထွက်တယ်ပေါ့လေအဲ့လိုထွက်ထားတဲ့၄ခွန်3ရဲ့ဇောင်းကနေမှ1 2 3 1 2 3 4 5ဆိုပြီး6 3 5 5လေးရတာလိုက်ထွက်ထားပါတယ်တဲ့မူလတည်ထားတဲ့1 9 4 960ရဲ့ကဏန်းလေးဒီ960ဆိုကဏန်းလေးရဲ့ဒါနောက်7နှစ်မြောက်ကိုလိုက်ထွက်တယ်ဗောလေ6395ဆိုတခါအဲ6395လည်းနောက်9နှစ်ကိုပြန်လိုက်ထွက်ရပါမယ်တဲ့ဟိုရည်ကြည့်အောင်1 2 3 4 5နောက်9နှစ်ကိုဘယ်လိုလဲ650ဆိုပြီးသူလိုက်ထွက်ပါပြီတဲ့သူထွက်မယ်ဆိုလဲသူဇောင်းမှာတဲ့396လေးဆိုတဲ့ကဏ္ဍ ူ့ရဲ့ရှင်းနှစ်ကလာခဲ့တဲ့ကနန်းမှာတဲ့အဲ့လိုရှင်းနှစ်ကလာတဲ့ကနန်းရဲ့ဇောင်းဘေးမှာဇောင်းမှာက650လေးလိုက်ထွက်တယ်ပေါ့လေကျွန်တော်တို့မူလတည်ခဲ့တဲ့960ရဲ့ရှင်းနှစ်မြောက်ကို လိုက်ကြရှင်းနှစ်ပြောင်းကနေမှာဒါ9နှစ်မြောက်ကိုပြန်လိုက်ကြတယ်ပေါ့လေဒီ650လေးသူ့ကြပြရနဲတဲ့ကျွန်တော်တို့သူ့ဘေးမှာတလေးတုံးလို့ရှိတယ်အဲ့တလေးတုံးဆိုတဲ့ကနန်းလေးကသူ့အပေါ်တပင်ကြွားကနန်းမှာတဲ့ ဒီလေးသုံးလို့တပင်ကြွားရိုက်ထားတယ်ဟုတ်ပြီရိုက်ထားပြီကျွန်တော်သူ့ဘေးကနေကြီးလိုက်မယ်တဲ့1 2 3 4လေးပင်မြောက်မှာတာ840ဆိုပြီးသူကြထားပါတယ်140မကြခင်မှာသူ့ဆောင်းမှာသူက6ထိတ်9ထိတ်4ထိတ်ဆိုပြီး6 9လို့ခံပြီးမှအဲ့140လေးရတာလိုက်ကြထားတယ်ပေါ့လေအဲ့140လေးကဘယ်ရလာတော့ဆိုရင်တူကနေနောက်ဆုတ်လိုက်မယ်1 2 3 4 နောက်၄နှစ်မြောက်ရဲ့ဇောင်းပေးရဇောင်းကကနန်းမှာတဲ့ဒီရှစ်တုံညာလေးလေးရ1 2 3 4မှာလာပို့တယ်ဗောဗျာပို့တော့ကြတော့6ထိတ်9ထိတ်4ထိတ်ရဲ့ဇောင်းမှာလာပို့ပါတယ်တဲ့ပို့ပြရနဲ့အဲ့8 40လေးရတကသူ့တပင်ကြုံမှာ8 40ဆိုပြီးတော့ပဲတို့ပြန်ရိုက်ထားပါတယ်တဲ့ပြန်ထွက်ပေးထားပါတယ်တဲ့သူထွက်မဲ့ဆိုလဲသူ့ရဲ့အောက်တို့ ဒီ140ရဲ့အောက်ကနေမှဇောင်းပါတဲ့၄ပိတ်၄ပိတ်ခွန်ပိတ်ဆိုပြီးရှိပါတယ်တဲ့ခွန်၄၄လို့နောက်ပိတ်၃လုံးလှဲပြီးမှအဲ140လေးကပြန်ကြပါတယ်တဲ့ဘယ်ရလာတဲ့140သူ့တပင်ကျော်က140လေးပါတဲ့အဲ140ရဘယ်ရလာတော့ဆိုရင်သူ့ရဲ့2နှစ်3 4လေးနှစ်မြောက်ရဲ့ဇောင်းက140လေးပါတဲ့ရှစ်တုံညာလေးလေးရတာမရှိ40လို့ရပြီတပင်ကျော်ပြန်ကြတယ်ပေါ့လေဒါပထမကပ်ပေါ့ နောက်ဒုတိယကတ်သွားကြည့်အောင်နဲ့ဒုတိယကတ်မှာလည်းကျွန်တော်တို့2014မှာတလေးကိုလို့ရှိတယ်အဲ့တလေးကိုအောက်ဆင်းလိုက်မယ်တေး1 3တခါသူ့ဆောင်ပြန်ဆင်းလိုက်မယ်တေး1 3မှာ9 6နှစ်ဆိုတဲ့ကဏ္ဍလေးရှိရဲ့တဲ့ဒီတလေးကို9 6နှစ်ဆိုတဲ့ကဏ္ဍလေးရလဲပထမကတ်တိုင်းသူ9 60လို့ပဲ10နှစ်မြောက်ကိုပြန်ထွက်ရပါမယ်တဲ့နော်ကြည့်ကြည့်အောင်တေး1 3 4 5 6 9 8 ရှင်းနှင်းမြောက်မှာသူပြန်ထွက်ပါတယ်တဲ့9နှစ်6ဆိုသူထွက်တော့လဲတဲ့သူပထမကတ်တိုင်းပဲဘယ်တောက်တွေနဲ့ထွက်ဆိုရင်1 2 3 1 2 3 4 5မှာတာ603လို့ရှိတယ်တဲ့အဲ603ဆိုတဲ့ကဏ္ဍလေးကနောက်နှစ်မှာဒါသူပြန်လိုက်ထွက်ရမှာဗောလေပြန်လိုက်ထွက်တယ်တဲ့ပထမကတ်မှာ603ရှိတယ်ပြန်ထွက်တယ်ဗောလေဘယ်ဘယ်နေရာမှာထွက်တော့သူကလဲ143ရဲ့မြင်းကုံမှာပဲထွက်ပါတယ်တဲ့နောက်ပထမကတ်မှာလဲ304ရတာ နော်တစ်3 4ရဲ့မြင်းခုံမှာလိုက်ထွက်တယ်ဗောဗျာဒီမှာလက်တစ်4 3ရဲ့မြင်းခုံခွန်6 3 4အဲ့လိုလိုက်ထွက်တယ်ထွက်ပြီးအဲ6ခွန်3 4ရင်တော့1 2 3 1 2 3 4 5ဒါ9နှစ်မြောက်မှာဒါ9နှစ်6ဆိုတဲ့ကဏ္ဍလေးကလိုက်ထွက်တယ်ဘယ်ကလာလဲ9နှစ်6တော့နော်1 4 9နဲ့5 6နှစ်လို့တွဲထားတဲ့ဒီကောင်လေးကနော်10နှစ်မြောက်မှာပြန်လိုက်ထွက်ပါတယ်ဗောလေးပထမကတည်းက အဲ့တော့သူလည်းနောက်9နှစ်မြောက်ပြန်လိုက်ထွက်ရမယ်တဲ့နော်ယူကြည့်အောင်1 2 3 4 5 9နှစ်မြောက်မှာ तू ထွက်လာလို့ထွက်ပါတယ်တဲ့6 9နှစ်ဆိုပြီး तू ထွက်တော့လည်း तू ပထမကတ်တိုင်းပဲတဲ့ तू ဇောင်းကကနန်းသည်တဲ့6နှစ်ကလာခဲ့တဲ့ကနန်းလေးပါတဲ့နော်9ခွန်9သည်9ခွန်လို့ရည် तू ဇောင်းပေးကြမှာဒီ6 9နှစ်ဆိုတဲ့ကနန်းလေးလာကြထားတယ်ပေါ့လေအဲ့လိုကြပြောင်းနေ तू ဘေးမှာတဲ့နော်6 3 3ဆိုတဲ့ကနန်းလေးက သူ့တပင်ကျော်ကနန်းမှာပဲတဲ့ပထမကတ်တိုင်းပဲပထမကတ်မှာတော့ကျွန်တော်တို့၄တုံးတလေးတပင်ကျော်ပြန်ကြပေါ့ဒီမှာ6တုံးညာ3လေးရ6တုံးတုံးညာ6တုံးလဲ6တုံးညာ3လို့ကြပြီတူဘေးတစ်ခါကြီးလိုက်မယ်တဲ့1 2 3 4တူဘေး၄ပြန်မှာ1 2ခွန်ဆိုတဲ့ကနန်းလေးရှိပါတယ်တဲ့အဲ့ကနန်းလေးကဘယ်ကလာတဲ့ကနန်းလုံးဆိုရင်တဲ့သူ့နောက်1 2 3 4 4နှစ်မြောက်ရဲ့ဇောင်းကကနန်းမှာပဲတဲ့နောက်ပထမကတ်တိုင်းလေးပဲ သူကြမယ်ဆိုတော့လေတဲ့ဒီနှစ်နှစ်ခွင့်ရဲ့ဇောင်းမှာကျွန်တော်တို့ပထမကတ်တိုင်းမဲ့သူက6ထိတ်9ထိတ်4ထိတ်6 9 4လို့ဒါလှည့်ပြီးမှဇောင်းထုတ်ပြီးမှဒီနှစ်နှစ်ခွင့်ဆိုတဲ့ကဏ္ဍလေးဒါထွက်တယ်ပေါ့လေအဲ့နှစ်နှစ်ခွင့်တဲ့ကဏ္ဍလေးကပထမကတ်တိုင်းသူကြပြီးမယ်ဆိုရင်သူတပင်ကျော်မှာတဲ့ဒါနှစ်နှစ်ခွင့်လို့တဲပြန်ကြရမယ်ပေါ့လေသူမကြခင်မှာလဲသူဇောင်းအောင်တပင်မှာလဲတဲ့သူကပထမကတ်တိုင်းမဲ့ခွန်ထိတ်နှစ်ခွန်ပိတ်နှစ်ပိတ်၄ပိတ် ဟွန်းနှစ်လေးလို့ဒါသုံးလုံးလှဲထားတဲ့ဇောင်းရဲ့ပုံမှာဒါကြားရမယ်ပေါ့လေဒါကျွန်တော်နှစ်နှစ်ခွန်လေးကိုဒီဘွဲ့ main off ွက်နေနဲ့ဖမ်းတာဒါတွေကတော့ကျွန်တော်မတူညီတဲ့ပိုးဆိုင်လေးတွေနဲ့ပေါ့ဗျာပထမဖိုင်မှာလည်းကျွန်တော်မတူညီတဲ့ပိုးဆိုင်လေး၅ဆိုင်တင်ထားပါတယ်ဒါနဲ့ဆိုမတူညီတဲ့ site လေး6ဆိုင်ပေါ့ကဲမတူညီတဲ့ site တွေတွားပြီးညို့ကနန်းတူကနန်းပုံတူ site လေးတွေတွားကြည့်အောင်တဲ့ပုံတူ site လေးရဲ့ဘယ်ကစမလို့ညို့ 69မှာ69မှာသူ3ည3ည2နဲ့လို့ရှိတယ်။အဲ့3ည3ည2ကနေလို့ယူလိုက်မယ်တဲ့1 2 3 4 5 6 8 7နှစ်မြောက်ရောက်တာပဲ7နှစ်မြောက်ရောက်တာနဲ့သူနဲ့တန်းတန်းအောင်မှာ8 3 4ဆိုတဲ့ကဏ္ဍလေးရှိပါတယ်တဲ့။အဲ့8 3 4ဆိုတဲ့ကဏ္ဍလေးကသူ့အောက်1 2 3 4 5 6 8သူက9ကြိမ်မြောက်မှာပြန်ကြပြီတဲ့ ဒဲထောက်တွေနဲ့ကြာသေးတော့ဆိုရင်နဲ့သူဆောင်1234 1230လို့သူလန့်ခံပြီးမှကြာတယ်ပေါ့လေနော်ကလင်းနာမရှိတော့တိုင်းလေးပဲပြလိုက်တော့မင်းအဲ့73လေးရနေတော့လို့ရည်လိုက်မယ်အောက်ဆင်းလိုက်မယ်တဲ့1234 5 1234မှာလား639ဆိုပြီးတော့ကြိုက်ထားပြန်ပြီတဲ့အဲ့639 2လေးရနေတော့လို့ ဆောင်းအပေါ်တက်လိုက်မယ်ဗျာဒီနေ့3 4 5ဆောင်း6ပင်တက်ပြန်နေဘေး3နှစ်ပြသွားလိုက်မယ်တဲ့1နှစ်3နှစ်မြောက်မှာ2ခွန်2ဆိုတော့ကနန်းလေးထွက်ပေးထားပါတယ်တဲ့ဒါပထမကတ်ပေါ့လေနော်ဒုတိယကတ်သွားကြည့်အောင်ဒုတိယကတ်မှာတဲ့2004မှာလဲသူ3932နှစ်လို့ပထမကတ်အတိုင်းတည်ထားပါပြီတဲ့အဲ့တည်ထား3932နှစ်လဲနေရည်လိုက်မယ်တဲ့1နှစ် ရှင်းနည်းမြောက်ရအောင်မှာ3ည3ခွန်းဆိုတဲ့ကဏ္ဍလေးထွက်ပေးထားပါတယ်တဲ့အဲ့3ည3ခွန်းဆိုတဲ့ကဏ္ဍလေးကလည်းအောက်ဆင်းလိုက်မယ်တဲ့1 2 3 4 5 6ခွန်းဒါပနပထမကတ်တိုင်းမယ်တဲ့ခုနှစ်ကြိမ်မြောက်မှာပြန်ကြည့်ပေးထားတယ်ပေါ့လေဘယ်တောင်းနဲ့ကြတော့ဆိုရင်1 2 3 4 1 2 3 3ခွန်းခွန်းလို့ပထမကတ်တိုင်းခံပြီးမှသူကြာထားတယ်ပေါ့လေ အဲ့3 90လေးကနေရည်တယ်တော့ရည်လိုက်မယ်တဲ့တိ1 2 3 4 5ဆောင်း၅ချိန်ဆင်းပြီးသူပေးကြီးလိုက်မယ်တဲ့၁၂၃၄ပရမကတ်တိုင်းမှာသူ၆၃ညာ၂ဆိုဒဲတဲပေးထားပါတယ်တဲ့ဒဲပြန်ထွက်ထားတယ်ဗောလေပရမကတ်မှာလည်း၆၃ညာ၂လို့ဒဲထွက်ပေးတယ်၆၃ညာ၂ကရင်တော့ဆောင်းတက်လိုက်မယ်တဲ့၁၂၃၄၅၆ဆောင်း၆နှစ်တက်ပြီးပေး၃နှစ်သွားလိုက်မယ်တဲ့၁၂၃ဆိုတော့ဒီပွဲဗောဗျာ၁၂၃ ဒါဗြဟ္မကတ်မှာကျွန်တော်တို့နှစ်ခွန်နှစ်လို့ကြိုက်ပြီးထားတယ်ပေါ့လေဒီဘွဲမှာဒါကြောင့်နှစ်နှစ်ခွန်လို့ဖမ်းထားတယ်ပေါ့ဗျာဒါကတော့ကနန်းတူကနန်းပုံလူဆိုင်လေးပေါ့ဗြဟ္မဆိုင်ပေါ့ဟုတ်ပြီနော်ကနန်းတူကနန်းမတူညီတဲ့နောက်ထပ်ဆိုင်လေးတစ်ဆိုင်သွားကြည့်အောင်နဲ့အလေးကတော့ကနဦးဟိုးရင်တော့မိတ်ဆွေတို့ပြဦးပါတယ်ဗျအရင်ဖိုင်နေမှာနော်ရခုနစဲနဲ့ရှင်းမှာ8395လို့ရှိတယ်အဲ8395ဆိုတဲ့ကနန်းလေး1 2 3 4 လေးနှစ်မြောက်မှာသူဆောင်လေးနှစ်မြောက်မှာတက်ရိုက်ထားတယ်တဲ့ဒါအရှိတုံညာ၅လေးကနေတက်ရိုက်တဲ့ရှိတုံညာ၅လေးနေ1 2 3 4။ဆောင်း၄ပင်ထက်တဲ့ line 6 3 5ဆိုတဲ့ကဏ္ဍလေးရှိတယ်။အဲ6 3 5ဆိုတဲ့ကဏ္ဍလေးကသူဆောင်းဆင်းလိုက်မယ်သူကနေ1 2 3 4 5 6ခုန်။ဆောင်းခုနှစ်ကြိမ်ဆင်းပြီး1 2 3အောက်3ပင်ဆင်းလိုက်တယ်ပြန်ထွက်ပေးထားပါတယ်တဲ့အဲ5 3 6ဆိုတဲ့ကဏ္ဍလေးက။ ီကလာတဲ့635ဆိုတဲ့ဒီမှာ936ဆိုထွက်ပေးထားပါတယ်တခါအဲ936ရဲ့ကျွန်တော်တို့ဇောင်း1 2 3တုံးမင်အောင်မှာ190ဆိုတဲ့ကဏန်းလေးကလည်းထွက်ထားတယ်တဲ့အဲ190ကဘယ်ရောက်ပို့ထားတာတုံးဆိုရင်တဲ့ပထမ635လေးရဲ့ဘေးဇောင်းကနေတဲ့1 2 3 4နောက်9ပြင်မြောက်ကလာခဲ့တဲ့ကဏန်းလေးဒီ931လေးရဒီ936ဇောင်းရဲ့အောက်မှာလာပို့ပေးထားတယ်ပေါ့ဗျာအဲ936ကရင်တော်တို့တဲတဲ့တက်လိုက်မယ်တဲ့ ဒါဆောင်၈ကြိမ်တက်တဲ့တလိုင်း2ခု2ဆိုတဲ့ကဏန်းလေးတာလာထွက်ပေးထားပါရဲ့။သူမထွက်ခင်မှာလဲသူ့ဘေးမှာ3961ဆိုတဲ့ကဏန်းလေးရာတဲ့။သူ့ဘေး1နှစ်3မင်း3မင်းမြောက်ကသူ့ရဲ့၈နှစ်3မင်းမြောက်ကနေဒါပြန်ထွက်ပေးထားတဲ့ကဏန်းလေးပါတဲ့။အဲ့လို3မြောက်ဘေးလေးမှာမှဒါ2ခု2ဆိုကဏန်းလေးလိုက်ထွက်ထားတယ်ပေါ့လေ။ဒါကပထမကတ်ပေါ့။နောက်ဒုတိယကတ်ကိုသွားကြည့်အောင်။ ဒုတိယကတ်2006မှာတဲ့တို့ပထမကတ်အတိုင်းပဲသူစတယ်လိုက်ပြီ65လေးတဲ့အဲ65လေးဆိုတော့ပဲသူစောင်း၄နှစ်မြောက်တေး2 3 4နှစ်မြောက်တက်ရိုက်ထားပါတယ်တဲ့ပထမကတ်အတိုင်းပဲသူရိုက်ပေးထားတယ်ဒါကသူကနေ၄နှစ်စောင်း၄ချိန်တက်လိုက်မယ်တေး2 3 4မှာ9 3ညာ1ဆိုတော့ကဏန်းလေးရှိပါတယ်တဲ့အဲ9 3ညာ1ဆိုတော့ကဏန်းလေးရလဲစောင်းဆင်းလိုက်မယ်တေး2 3 4 5 6 9 1 2 3 ဆောင်းခုနှစ်ကြိမ်ဆင်းဆင်းပြီးအောက်သုံးမိမြောက်မှာပထမကတ်တိုင်းပဲတော့တို့90ဆိုရိုက်ပြီးထားပါတယ်တဲ့ပထမကတ်မှာတော့635လေးပေါ့ဗျာနော်936လို့ရိုက်ပြီးထားတယ်မ931လေးကတော့930ဆိုပြန်ရိုက်ပြီးထားတယ်တခါအဲ930ရဲ့တနေ့3မိအောက်မှာလေ391ဆိုတဲ့ကဏန်းလေးရတာရိုက်ပြီးထားပါနဲ့ပြန်ထွက်ပြီးထားတယ်ပထမကတ်တိုင်းအဲ့391လေးကဘယ်လာတော့ဆိုရင်တော့ဒီ931ရဲ့ဇောင်းနောက်ပြန်ဆုတ်လိုက်မယ်1 2 3 4 5 ။နောက်ငါးပြမြောက်ကလာတဲ့ကနန်းလေးပါပဲတဲ့။အဲ့ဒီငါဒီတစ်တုံညာငါလေးရဲ့ဒီငါး30အောက်မှာလာပို့တယ်ပေါ့ဗျာ။အဲ့ဒါဆိုရင်လည်းကျွန်တော်ဒီငါး30အနေနဲ့ဇောင်းတဲတဲ့တက်လိုက်မယ်တဲ့ဒီမှာတော့ကျွန်တော်တို့ဒီကပို့ထားတဲ့635လေးက936လို့ရယူသူဇောင်းတဲတဲ့၈ချိန်ပါပေါ့ဗျာ။နောက်အဲ့ဒါဆိုဒီ935တက်လေးက930လို့ရယူသူဇောင်းတဲတဲ့ယူလိုက်မယ်တဲ့။ 1 2 3 4 5 6 8ဆိုဒီပွဲပါတဲ့ပထမကြိမ်ပထမကတ်မှာသူ2 9လို့ရိုက်ထားတယ်သူ့ဘေးမှာကလည်း6 90ဆိုရကနန်းလေးတီးတဲ့သူ့ရဲ့ရှေ့နှစ်က1 2 3မြောက်ကနေတာဒါဆင်းရိုက်ထားတယ်ပေါ့ဗျာဆင်းရိုက်ထားတဲ့ဘေးရဲ့ဒီမှာပထမကတ်မှာ2 9လို့ထွက်တာတယ်ကျွန်တော်ကတော့ဒီပွဲမှာ2 9လို့ရွေးချယ်ထားတယ်ပေါ့လေဒါတော့ဒုတိယကတ်ပေါ့နောက်တစ်ခါအဲ့တတိယကတ်လို့သွားကြည့်အောင် တတိယကပ်မှာတို့80နဲ့ရှင်းမှာ366လို့ငါတဲထား366ကနေရည်လိုက်မယ်တဲ့1 2 3 4 5 6 8မှာရှင်းနှစ်မြောက်မှာ84ခွန်းလို့ဒါထွက်ထားတယ်84ခွန်းအနေနဲ့အောက်ဆင်းလိုက်မယ်1 2 3 1 2 3 4 5 6မှာ630လို့ရိုက်ထားတယ်တဲ့အဲ့630နေတော့အောက်ဆင်းလိုက်မယ်ပြ1 2 3 4 5 6 9 10 17 အောက်ဆက်တဲ့ချိန်မြောက်မှာ3 9 3 9ရလို့ရိုက်ထားတယ်။အဲ3 9 3 9ရဲ့ဇောင်းကနေရီလိုက်မယ်တဲ့1 2 3 4မှာ6 6 1လို့ရိုက်ထားတယ်တဲ့။6 6 1လို့ရိုက်ပြီးသူက6ခါ3ညာခါ4ခါဆို6 3ညာ4ဆိုပြီးတော့လဲခါ3လုံးဇောင်းထိုးထားပါသေးတယ်တဲ့။အဲဇောင်းထိုးတာ6 3ညာ4ကနေတော့ဇောင်းကနေရီလိုက်မယ်တဲ့။6 3ညာ4နောက်ပိတ်4ခါနေစိုက်လိုက်မှာဗျာ။1 2 3 တိနှစ်3 4 5 6 9 8 9ဆောင်း3မိနစ်တက်ပြီ6ချိန်မြောက်မှာနှစ်နှစ်ခွန်းလို့ထွက်ထားပါတယ်တဲ့ဒါကတော့ပထမကတ်ပေါ့ဒုတိယကတ်မှာလဲတဲ့နော်2003မှာပထမကတ်အတိုင်းမှာ3966လို့ဒဲတဲထားတယ်တဲ့အဲ့ဒဲတဲထား3966လေးနေကြည်လိုက်မယ့်1 2 3 4 5 6 9 8ပထမကတ်အတိုင်းမှာသူ6ခွန်းလေးလို့တဲပေးထားပြန်တယ်တဲ့ ိုက်ရှိခွန်လေးရနေဆောင်းဆင်းလိုက်မယ်1 2 3 1 2 3 4 5 6ပထမကတ်တိုင်းမှာသူ360ဆိုပြီးတည်ပြထားပြန်တယ်အဲ360နဲ့အောက်ဆင်းလိုက်မယ်တော့1234567910ဒါပထမကတ်တိုင်းမှာတော့900ဆိုတဲ့ကနား3935ဆိုထွက်တာပါတယ်အဲ3935နေဇောင်းကနေကြီးလိုက်မယ်တဲ့1234မှာသား ခွန်6တစ်ဆိုပြီးပထမကတ်တိုင်းထွက်ထားပါတယ်ဒဲရိုက်ထားပြန်တယ်တဲ့အဲ့ခွန်6တစ်ဒဲရိုက်ထားတဲ့ပြီးတော့လေသူက634ဆိုပြီးတော့လေခါ3လုံးဇောင်းထိုးထားပါတယ်တဲ့6ခါ3ခါခါ4ခါဆိုပြီးပထမကတ်တိုင်းမှာခွန်6တစ်လို့တယ်634လို့တယ်ဇောင်းထိုးထားတယ်ပေါ့ဗျာ634လို့ဇောင်းထိုးအဲ့634လို့ဇောင်းထိုးတာ4ခါလေးရနေတဲ့1 2 3 နှစ်3 4 5 6 9 8 9ဆိုတော့ဒီပွဲပေါ့ဗျာပထမကင်မရာသူနှစ်နှစ်ခွန်လို့ကြိုက်ထားတယ်ကျွန်တော်လည်းဒီပွဲနှစ်နှစ်ခွန်လို့ရွေးချယ်ထားတယ်ပေါ့လေနှစ်နှစ်ခွန်ကဒါဆိုရင်ကျွန်တော်တို့ကနန်းတူကနန်းသုံးဆိုင်ပေါ့ကနန်းတူကနန်းသုံးဆိုင်နဲ့ပုံလူဆိုင်တွေကသုံးဆိုင်ပေါ့ဗျာကျွန်တော်တို့ပိုးဆိုင်ကတော့ကျွန်တော်တို့6ไซต์ပေါ့ပြန်ကြားไซต์က2ไซต์နဲ့ဆိုစုစုပေါင်း17ไซต์လောက်ရှိရောပေါ့ ိုးချိန်မှလာကျွန်တော်ရွေးချယ်ထားတဲ့ကနတ်မှာကလင်နာခက်ခဲကြောင်းကျွန်တော်နိနိခွန်ပါဩကွက်လေးပြန်ကြဩကွက်လေးကိုတုံးပိုင်ခွဲတင်ရတာပါဒါကတော့အထူးရန်နေပေါ့လေမိတ်ဆွေတို့ကြိုက်တာပိုင်ထိုးနေအောင်အထူးရန်နေတွေကလည်းကလင်နာ site တွေကြီးရောဒီအရန်များကတော့မိတ်ဆွေတို့ကြိုက်တာပိုင်ရွေးထိုးနိုင်လို့ကျွန်တော်ရေးပြတာပါကြိုက်တာပါလေကနန်းပိုင်ရွေးထိုးနိုင်မကြိုက်တဲ့ကနန်းဆိုလည်းမထိုးကြနိုင်ဘူးဗျာ အဓိကဦးစားပေးမှာတော့နော် ပါဒုတပါပဲအထူးရန်နဲ့ပါဒုတလေးပေါ့အဲလေးတွေပါပဲကဲနှစ်နှစ်ခွန်ဆိုင်လေးကတော့ဖိုင်တစ်ဖိုင်နှစ်ဖိုင်သုံးနဲ့တင်ပေးထားပါတယ်ကြိုက်တဲ့မိတ်ဆွေများလဲအောနိုင်ပါလဲမကြိုက်တဲ့မိတ်ဆွေများလဲကြော်သွားနိုင်ပါတယ်နော်ကြိုက်တဲ့ကနန်းပိုင်လဲထိုးနံလို့ခဏလေးတင်ပေးတာပါကျွန်တော်စီကိုဖုံးဆက်ပြီးတော့နံပါတ်ခေါ်လာနံပါတ်ဝင်ခြင်းလို့ပါနဲ့ ီနေ့ကိုဖုန်းနှလုံးလာပါတယ်ကျွန်တော်မမမခေါ်ပါဘူးဗျာစေနာနဲ့တင်ပေးတာပါတကယ်လို့မိတ်ဆွေတို့စေနာရှိရဆိုရင်တော့ကျွန်တော် KP ဝီရဲကိုအင်တာနက်ဖိုးလေးစေနာရှိမို့လေစေနာမရှိလည်းမပေးပါနဲ့ကျွန်တော်လူတိုင်းခက်ခဲနေတဲ့ကာလကြီးမှာဘသူစီမှာကျွန်တော်မတောင်းရမှာဘူးအဲမိတ်ဆွေတို့စေနာရှိရင်တော့ကလင်နာဖို့ဘေဖို့လေးပေါ့ဗျာ ပို့ပေးခြင်းနဲ့ပို့ပေးကြပါအဲခုနကျွန်တော်ပြထားတဲ့ကျွန်တော်ဖုန်းနံပါတ်ပေါ့လေမပို့ပေးလို့လည်းမိတ်ဆွေတို့စိတ်မဆိုးပါဘူးမိတ်ဆွေတို့ပေါက်တယ်ဆိုရင်ကျွန်တော်ပေါက်တာနဲ့တူတူပဲအဲကျွန်တော်နံပါတ်လေးနဲ့ဖုန်းနံပါတ်လေးပါကျွန်တော်မမ်းပါမခေါ်ဘူးဆိုတာလဲတရားစခန်းနှစ်လောက်တစ်ကြိမ်ဆိုတော့မအားမပေးမမ်းပါခေါ်ရင်မိတ်ဆွေတို့မတင်ပေးနိုင်မှာဆိုတော့တောင်းနည်းတစ်ခုလို့ဖြစ်နေမှာဆိုလို့ပါ ကဲအားလုံးကံပေးချဲဆူကြီးပေါကြပါပြီဗျာ